ချင်းနေရဲ့ဒီ west west ဆောင်ရဲ့တန်ဖိုးကကြတော့ကျွန်တော်တို့ကတတော်တော့လုံပန်းခဲ့တယ်ပေါ့နော်လုံရတယ်ပေါ့ဆိုတော့အခုဒီဒီ west ဆောင်တဆုံလေးပဲဒီထဆုံပဲဒီဟာရှိသေးတယ်ကျွန်တော်တို့ချင်းမှာပေါ့ဆိုတော့ကုကိုရိုင်းလောက်ထားတယ် ဒီဝတ်စုံဖြစ်တဲ့အတွက်ကြောင့်မဟုတ်လေ53မျိုးရဲ့ချင်းနေရဲ့ဂုံကိုကျွန်တော်တို့ကဆောင်ပြီးတော့မှမြို့နယ်တစ်ခုချင်းစီရဲ့ဝတ်စုံလေးကိုယူပြီးတော့မှကျွန်တော်တို့ဒီထမိန်မှာအကုန်လုံးပို့လွှင့်အောင်ကျွန်တော်တို့ဖန်တီးထားတာပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့မှဒီအကုန်လုံး accessory နဲ့အစပြီးတော့မှဂုံကျက်ဆက်ရက်ကကြတော့ကျွန်တော်တို့ခန့်မှန်းရတလို့တော့ဒီ200ဝန်းကျင်လောက်တော့ရှိမှာဗျဘို့ဆိုကျွန်တော်တို့ကဒီထမိန်ရအစကျွန်တော်တို့ကလေးမျိုးမှပြန်ပြီးတော့မှပြန်ရှာရတယ်ပြီးတော့မှဒါလေးတွေအရဆိုနေအကုန်လုံးဒီမှာရန်ကုန်မှာမရှိရတာတွေပေါ့နော် ဒီ sponsor ပြန်တောင်းပြီးတော့မှအကုန်လုံးကပြန်ပြီးတော့မှဒီကူညီပေးတဲ့အတွက်ကြောင့်မို့ဒီဟာလေးလည်းဖြစ်သွားတယ်ဆိုတော့တခုချင်းစီရတန်ဖိုးကိုပြန်ပြောရင်တော့ကျွန်တော်တို့ကဒီမြန်မာဝန်ကြီးလောက်တော့ရောက်ပါဗျဟုတ်ဖလန်းပေါ်စားပြောတော့မယ်ဟောနိုင်ငံဘုံသိခါနဲ့တစ္ဆာရှိဘူးရိုးရာထိမ့်သိမ့်မှုရှိစေရန်ချင်းလူမျိုးများအဲ့ဒါလေဟိုချင်းလူမျိုးတော်တော်များများကအဲဟိုသူတို့ရဲ့စိတ် စိတ်ခံယူချက်မှာကိုကိုကပေါ့နော်အလူတိုင်းတော့မဟုတ်ဘူးဒါကတော့မျိုးနွယ်နဲ့မဆိုင်အောင်ဒါကကြတော့လေလူနဲ့ပဲဆိုင်တော့ဆိုင်တယ်ဒါပေမဲ့ချင်းလူမျိုးတွေရဲ့စိတ်ထဲမှာဒါအောက်ချင်းမျက်စွင်သစ္စာရှိတယ်သစ္စာရှိတယ်ဆိုတော့စိတ်ကိုတော်တော်များများခံယူထားကြတယ်ခံယူထားကြတယ်ဒါပေမဲ့အကုန်လုံးလို့တော့မဆိုလို့ဘူးဒါကတော့လူတူးတယောက်ချင်းစီနဲ့ပဲဆိုင်တယ်ဆိုတော့ဒါပေမဲ့ချင်းတော်တော်များများကတော့အောက်ချင်းမျက်ကိုအာတံဖိုးထားကြတယ်လေးစားကြတယ်ဒီအောက်ချင်းမျက်လိုပဲပေါ့နော်အာသစ္စာရှိမှုလေးစားကြပါတယ်ဟုတ် ဝတ်စုံအဲဝတ်စုံလေးဖန်တီးဖြစ်လိုက်တဲ့ feeling လေးကတော့ကျွန်တော်တို့ကဒီဝတ်စုံလေးလောက်တော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့တယောက်တည်းအဲဘာတော့စိတ်နဲ့လှုပ်ထားတာမဟုတ်ဘဲနဲ့သူငယ်ချင်းတွေနဲ့စုပေါင်းပြီးရောမှာပေါ့နော်ဒီမှာသူငယ်ချင်းရေတူအောင်ရှိရယ် styling ညီညီရှိရယ်ပြီးရောမှာ makeup sign ရှိရယ်ပြီးရောမှာကျွန်တော်တို့ဒါလေးကို မီတင်ထိုင်ပြီးတော့မှအဲသမီးလေးကအုတ်ချင်းငှက်ကုံဆောင်ပြီးတော့မှလှုပ်ချင်တဲ့အတွက်ကြောင့်မဟုတ်ကျွန်တော်တို့ဘယ်လိုပုံစံလေးနဲ့ဖန်တီးကောင်းမလဲဆိုပြီးတော့မှဟောက်အဲ့လိုကနေစပြီးတော့မှသူငယ်ချင်းတွေအိုင်ဒီယာလေးနဲ့စပြီးတော့မှဖန်တီးဖြစ်ပါတယ်ဗျဟောက်ဒီဝတ်စုံလေးဝေးရတဲ့ပုံမှာဗောနော်ဒါချင်းတွေရဲ့ချင်းတွေကိုကုံဆောင်နိုင်မယ်လို့ကိုကိုကိုယုံကြည်တယ်ဗောနော်အဲ့အဲ့ဒီစိတ်လေးတော့ဝင်မိတယ်ချင်းတွေရဲ့ဒီ Miss Universe မြန်မာစင်မြင့်ထက်မှာချင်းတွေကုံယူရမယ့်အရာတစ်ခုဖြစ်လိမ့်မယ်လို့တော့ကိုကိုကိုအခံယူထားပါတယ်ဟောက်ချင်းလူမျိုးတို့ဟာချင်းဆက်ဆက်ကလေးက အောင်ချင်းကများရဲ့ဒုသိမ့်ပါနဲ့သစ္စာချင်းမမှုကိုအလေးထားပြု၍ချင်းနေရဲ့ဒီဝက်ဝက်ဆောင်ရဲ့တန်ဖိုးကကြတော့ကျွန်တော်တို့ကတတော်တော့လုံပန်းခဲ့တယ်ဗောနော်လုံရတယ်ဗောဆိုတော့အခုဒီဒီဝက်ဆောင်တဆုံလေးပဲဒီထမဆုံပဲဒီဟာရှိသေးတယ်ကျွန်တော်တို့ချင်းမှာဗောဆိုတော့ကုကူရိုင်းလောက်ထားတယ် ဒီဝတ်စုံဖြစ်တဲ့အတွက်ကြောင့်မဟုတ်လေ53မျိုးရဲ့ချင်းနေရဲ့ဂုံကိုကျွန်တော်တို့ကဆောင်ပြီးတော့မှမြို့နယ်တစ်ခုချင်းစီရဲ့ဝတ်စုံလေးကိုယူပြီးတော့မှကျွန်တော်တို့ဒီထမိန်မှာအကုန်လုံးပေါ်လွင်အောင်ကျွန်တော်တို့ဖန်တီးထားတာပေါ့နော်ဒီအားနဲ့ပတ်သက်ပြီးတော့မှဒီအကုန်လုံး accessory နဲ့အစပြီးတော့မှဂုံကျက်ဆက်ရက်ကကြတော့ကျွန်တော်တို့ခန့်မှန်းရတလို့တော့ဒီ200ဝန်းကျင်လောက်တော့ရှိမှာဗျဘို့ဆိုကျွန်တော်တို့ကဒီထမိန်ရအစကျွန်တော်တို့ကလေးမျိုးမှပြန်ပြီးတော့မှပြန်ရှာရတယ်ပြီးတော့မှဒါလေးတွေအရဆိုနေအကုန်လုံးဒီမှာရန်ကုန်မှာမရှိရတာတွေပေါ့နော် ဒီ sponsor ပြန်တောင်းပြီးတော့မှအကုန်လုံးကပြန်ပြီးတော့မှဒီကူညီပေးတဲ့အတွက်ကြောင့်မို့ဒီဟာလေးလည်းဖြစ်သွားတယ်ဆိုတော့တခုချင်းစီရတန်ဖိုးပြန်ပြောရင်တော့ကျွန်တော်တို့ကဒီမြန်ဝင်းချင်းလုံးတော့ရောက်ပါဗျဟုတ် ဘယ်လိုလောက်ကြလဲဆိုတော့အဲတမီးလေးဒီပြန်ပွဲသူ crown ရပြီဆိုတာနဲ့ကျွန်တော်တို့ကစပြောမှာဘယ်လိုခြေလန်းလန်းကြမလဲ City crown ရပြီဆိုကြတဲ့ကဘယ်လိုခြေလန်းလန်းကြမလဲဆိုတော့ကျွန်တော်တို့အစည်းအဝေးထိုင်နေအကရေကဒီ national costume dress ဒီ list ထွက်လာပြီဆိုကြတဲ့ကဟုတ်ပြီတမီးဘာဖြစ်ချင်လဲအောက်ချင်းငှက်ကုံဆောင်ပြီးတော့မှသမီးစင်ပေါ်တက်ချင်တယ်ဆိုတော့โอเคအဲ့ဆိုစရအောင်ဆိုပြီးစဖြစ်တာပါဗျဟုတ် ။ဖလန်းကိုစားပြောလို့မရအောင်နိုင်ငံဘုံသိမ့်ခါနဲ့တစ္ဆာရှိမှုရိုးရာထိသိမ့်မှုရှိစေရန်ချင်းလူမျိုးများ၏အဲ့ဒါလေဟိုချင်းလူမျိုးတော်တော်များများကအဲဟိုသူတို့ရဲ့စိတ်စိတ်ခံယူချက်မှာကိုကိုကပေါ့နော်အလူတိုင်းတော့မဟုတ်ဘူးဒါကတော့မျိုးနွယ်နဲ့မဆိုင်အောင်ဒါကကြတော့လေလူနဲ့ပဲဆိုင်တော့ဆိုင်တယ်ဒါပေမဲ့ချင်းလူမျိုးတွေရဲ့စိတ်ထဲမှာဒါအောက်ချင်းမျက်စုံသစ္စာရှိတယ်သစ္စာရှိတယ်ဆိုတော့စိတ်ကိုတော်တော်များများခံယူထားကြတယ် ခံယူထားကြရတယ်။ဒါပေမဲ့အကုန်လုံးလို့တော့မဆိုလို့ဘူး။ဒါကတော့လူတူတယောက်ချင်းစီနဲ့ပဲဆိုင်နေဆိုတော့ဒါပေမဲ့အချင်းတော်တော်များများကတော့အောက်ချင်းမျက်ကိုအာတံဖိုးထားကြရတယ်။လေးစားကြရတယ်။ဒီအောက်ချင်းမျက်လိုပဲပေါ့နော်။အာတစ္ဆာရှိမှုကိုလေးစားကြပါတယ်ဟုတ်။အယံဝန်းတာရဲအယံဝန်းတာရရတယ်။ညီမဆိုလဲဒီအကလေးကို YouTube ကနေသူများတွေအဲ့လိုချင်းတွေကထားတာတွေကိုပဲအကုန်လုံးလိုက်ကြည့်ပြီးတော့ကထားတာဖြစ်တယ်ဒါပေမဲ့ဒါညီမကကလိုက်တဲ့ performance လေးကမပြည့်စုံပါဘူးမပြည့်စုံဘူးဒါညီမလည်းဒီတိုင်း YouTube လေးပဲကြည့်ပြီးတော့ကလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မပြည့်စုံဘူးဒါပေမဲ့အတက်နိုင်ဆုံးစူးစမ်းပြီးတော့ကထားတဲ့အတွက်ကြောင့်မို့လို့အကုန်လုံးဂုဏ်ယူရမယ်လို့တော့ထင်ပါတယ်အရှင်ဖလန်းပေါ်စားပြောတော့မယ်ဟောနိုင်ငံဘုံသိက္ခာနဲ့တစ္ဆာရှိမှုရိုးရာထိမ့်သိမ့်မှုရှိစေရန်ချင်းလူမျိုးများ၏ ရန်ကတက်ချင်တာအဲ့လိုမျိုးလေတကယ်မကတက်ဘူးအရန်ခက်တယ်အဲ့ဒါလေကြည်ရင်ဒါလေးဒီလက်ပဲပါလက်နဲ့ချက်တော့ပဲပါတယ်ဆိုပေမဲ့အရန်ခက်တယ်အရန်ဒီအဲ့တပုံဆန်တဲ့အတိုင်းအရန်တော့ကတက်ချင်တယ်ဟုတ်အဲ့အကကလည်းတော်တော်ထူးဆန်းတာအောင်တော့တော်တော်ထူးဆန်းတယ်တကယ်ငှက်လေးတကောင်ကလည်းချက်တော့လေးတွေကအစားဒီလိုထတ်တာလေးတွေကအစားလေးအရန်တော်ကြတယ်ကားကားတက်တဲ့သူတွေကလေဆိုတော့ တကယ်ငှက်ငှက်တကောင်ပြန်နေတယ်လို့ငှက်နှစ်ကောင်ပြန်နေတယ်လို့အဲ့လိုမျိုးလေးကကြရဲဆိုတော့ညီမအဲ့လိုကတ်တောက်အောင်တော့တော်တော်လေးကိုစူးစမ်းယူရအောင်ကုလားမို့ကတ်ရပဲကတ်ချင်တာတော့အရန်ကတ်ချင်တယ်ကိုရဲအရန်ကတ်ချင်တယ်ဒါမှမကတ်တော့ဘူးမကတ်တတဲ့ပုံမှာအဲတေချာလေးတင်ဖို့အချိန်ရညီမအတော့မရလိုက်တာလည်းပါရဲ့ပေါ့နော်ဆိုတော့တေချာလေးအချိန်ရမယ်ဆိုတော့အဲ့ဒီအောက်ချင်းညာကောက်တေချာလေးတော့ကကပြချင်တယ်ဟုတ်ခလန်းပေါ်စားပြောတော့မယ်ဟောနိုင်ငံဘုံသိခါနဲ့တစ္ဆာရှိဘူး ရိုးရာထိမ့်သိမ့်မှုရှိစေရန်ချင်းလူမျိုးများ၏ညီမတို့ကတော့အဲညီမတို့ကတော့ညီမတို့ကတော့ဒီခေတ်ဒီခါကြီးမှာဩဒီခေတ်ဒီခါဒီအချိန်ကြီးမှာညီမတို့ကတော့ညီမကပေးလိုက်တဲ့သစ္စာရှိမှုကညီမပြန်ရတဲ့အရာဖောက်ပြန်ခြင်းပဲဆိုတော့သစ္စာရှိမှုညီမကအခုနောက်ပိုင်းမှာလေသစ္စာရှိကိုကသစ္စာရှိရှိနဲ့ကိုပေးလိုက်ရတဲ့အရာဖောက်ပြန်မှုလားဆိုတော့အရာညီမမဆိုင်ကိုနည်းနည်းလေးတော့ရှိသွားတယ်ဆိုတော့လူတိုင်းရောသစ္စာမရှိချင်တော့ မရှိချင်တော့အဲ့ဆိုကျတော့မချောဘူးလောက်ပဲဒါဆိုကဲမင်းလည်းတူတူပဲမလားမင်းလည်းကြာမင်းလည်းတူတူမဲမဟုတ်ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဗျဟုတ်ဟုတ်ကဲ့ဗျဟုတ်ကျွန်တော်တို့ကဒီအုတ်ချင်းငှက်ကိုဂုံးဆောင်နေဆိုကြတဲ့ကအုတ်ချင်းငှက်သက်စာရှိမှုပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီချင်းတယောက်ချင်းစီကလည်းဒီသက်စာကိုအဲဘယ်လိုပြောမလဲမရှိကြဘူးပေါ့နော်တယောက်နဲ့တယောက်ပေါ်မှာဒါကလည်းဘယ်လိုပြောမလဲ အဲ့သက်စာဆိုတာကလည်းကိုပြီးလိုက်တဲ့အရာပေါ်မှာကိုအများကြီးမျှော်လင့်နေရင်တစ်ဖက်ကမပြီးနိုင်ရင်ဒါကလည်းဝန်နေချင်းပေါ့နော်ကိုလောင်ရတယ်ဆိုတော့ကျွန်တော်ကကြတော့သက်စာဆိုတာထက်အဲလူတစ်ယောက်ပေါ်မှာအများကြီးမမျှော်လင့်ဖို့ပြောမှာအဲလူလူတစ်ဖက်သားရဲ့ right ပေါ့နော်လူတစ်ဖက်သားရဲ့ personal လည်းရှိသေးတယ်အတွက်ကြောင့်မို့တယောက်နဲ့တယောက်ပေါ်မှာဖြစ်နိုင်တော့ဂတိလည်းမပေးဘဲနဲ့ ကတိလည်းမပြီးနော်တက်စာဆိုတာလည်းရှိရှိရှိပါဘူးနော်ဟုတ်တယ်ဟုတ်တယ်ဆိုတော့တောင်နေတောက်ပုံမှာအခုမလုပ်ပြီးနေတဲ့အရာတစ်ခုကိုကတိမပြီးပဲနေပေါ့နော်အဲအဲ့လိုလေးတော့ဖြစ်ချင်တယ်ပေါ့နော်ကျွန်တော်ကိုရိုင်းကလည်းဘယ်သူမှကတိမပြီးဘူးအဲအဲ့ဒါကြောင့်လည်းတက်စာလည်းထိန်းစာလည်းမရှိဘူးလို့ထင်ပါတယ်ဟုတ်ဟုတ်ဆက်ရလိုက်တဲ့ကျိုးပြတာတက်စာရဲ့ကြောင်းပြဘာလို့ခါပြေးရအောင်လဲဟုတ်လားအဲသူရဲ့စိတ်ဝင်စားနေပြီကိုယ်ရခံစားမှုလေးပါအခုအဲ့ဒါတော့တက်တက်ပြပြပဲ အမဟုတ်ပါဘူးအခုတော့မဟုတ်တော့အခုတော့ကို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 တေချာလေးပြန်တည်ဆောက်နေပြီအခုကတော့အကောင်းဆုံးချိန်လေးပြန်ရောက်နေပါပြီဟုတ်အရှင်တော့ပေါ့ကန်ဆာချက်ကဘလောက်တောင်ပါလဲဆိုတော့အများကြီးပါတယ်ဘာလို့ဆိုတော့အများကြီးစဉ်းစားတယ်အဲကျွန်တော်တို့ချင်းတွေကလည်းစဲမောက်လည်းကြောက်တယ်စဲမောက်ကြောက်တယ်တကယ်ကြောက်တာဘာလို့ဆိုတော့ကိုကိုရန်ကလည်းအဲဘယ်လိုပြောမလဲလူငယ်ဖြစ်တဲ့အတွက်ကြောက်မှာပေါ့နော်လူကြီးတွေအမြင်မှာဒါကလည်း ပြောခံပါပဲအဲအဲ့လိုပေါ့ဒါပေမဲ့ကျွန်တော်တို့ကလည်းစူးစမ်းထားတယ်အကောင်းဆုံးဖြစ်အောင်အရင်လှည့်လာတယ်ပြီးတော့မှဒီ53မျိုးရဲ့ဝတ်စုံနဲ့ချုပ်လိုက်ရင်ရောဒီအုတ်ချင်းငှက်ကကျွန်တော်တို့လူချင်းနဲ့ target ကရောက်မလားဆိုပြီးတော့မှကျွန်တော်တို့အဲတော်တော်တော့ခေါင်းစားပြီးတော့မှဟုတ်လုပ်ခဲ့ရပါတယ်ဗျာခလန်းကိုစားပြီးတော့မှအောင်နိုင်ငံဘုံသိက္ခာနဲ့တစ္ဆာရှိဘူးရိုးရာထိမ့်သိမ့်မှုရှိစေရန်ချင်းလူမျိုးများဟုတ်ညီမဒီ ဘိုးဆောင်လေးနဲ့ကမတ်တရားလည်းဖြစ်သွားတယ်ပေါ့နော်အလွဲလွဲချော်ချော်ကြီးကြားထဲကနေပြီးတော့အဲဒီဘိုးဆောင်စုလေးအာ top 5 ठी top 5 ठी ဝင်ရောက်လာနိုင်တဲ့အတွက်ကြောင့်မို့လို့อืมအရန်ကျေးဇူးတင်နေအာအရန်လည်းဝမ်းသာရပါတယ်အရန်လည်းဂုဏ်ယူရပါတယ်ပြီးတော့ဒီ Miss Universe ဆင်မြင့် Miss Universe မြန်မာဆင်မြင့်ထက်ကြီးမှာချင်းကိုစားပြုတယောက်အနေနဲ့ပြီးတော့ဒီချင်းဝတ်ဆောင်ဒီအချင်းနေရဲ့ဂုံဆောင်အောက်ချင်းညက်လေးကို top 5 ठी အာသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီအကဲဖြတ်တိုင်းတူဦးချောက်ချင်းစီတိုင်းကိုလည်းတော့ fight ထိဒီအောက်ဆင်းဖက်လေးကိုပေါ့နော်ခေါ်ဆောင်လာပေးရတဲ့ကြောင့်မို့လို့လဲကျေးဇူးအများကြီးတင်ပါတယ်ဒီကနေ့ပြောချင်ပါတယ်ရှင်ဟုတ်